စာဖတ်တိုင်းမမှတ်မိမဲ့အတူတူဘာလို့စာဖတ်နေတာလဲခေါင်းစဉ်လေးကတိတ်လာတယ်ပြပါတဲ့စာဖတ်တိုင်းမမှတ်မိမဲ့အတူတူဘာလို့စာဖတ်နေတာလဲတဲ့နည်းနည်းလေးတော့ခေါင်းစားသွားမယ်ထင်နေပြီးကျွန်တော်လည်းတွေ့စာခေါင်းစားသွားခဲ့ပါတယ်ဘာတိပိုင်လဲပေါ့လူပြင်းတွေကိုများတိုက်တွန်းလို့ဆော်ထားတဲ့စာလားဆိုပြီးစိတ်ဝင်စားပြီးဖတ်ဖြစ်ခဲ့တယ်ကိုကလည်းခက်ပြင်းပြင်းကိုစာပုတ်လေးကိုအဆုံးထိဖတ်လိုက်မှနားလည်သွားတော့တယ်တိတ်မှန်တဲ့စာသားလေးပြကျွန်တော်စာဖတ်တာဝါသနာပါပါတယ်ဒါပေမဲ့ ကျွန်တော်စာဖတ်လိုက်တိုင်းရှေ့ကဟာဖတ်ရင်နောက်ကဟာမင်းနဲ့နောက်ကဟာဖတ်ရင်ရှေ့ကဟာမင်းနဲ့တန်တရာလဲနေပါတယ်။ဒါကြောင့်ကျွန်တော်ကိုကျွန်တော်တွေးထင်ခဲ့မိတယ်။ငါဟာအလုံးညံ့တဲ့ကောင်ပဲ။ဘာမှသုံးစားမရတဲ့ကောင်ပေါ့တာပဲမဲ့။ဒီစာပုတ်လေးဖတ်ပြီးတဲ့အချိန်မှာအားတွေတက်လာတယ်၊ခွန်အားတွေပြီးလာတယ်ပြောရမယ်ဆိုရင် စာဖတ်ခြင်းစိတ်တွေများပြားလာခဲ့တယ်။ကျွန်တော်ဖတ်ခဲ့တဲ့ပညာပေးစာပုတ်လေးကတော့တနေ့တော့မြေပိုးနှစ်ယောက်ဟာကန်ဆက်မှာထိုင်ပြီးစကားပြောနေကြတယ်။မြင်းငယ်လေးကတူအဖိုးကိုမေးလိုက်တယ် ဘိုး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 နေ့တိုင်းစာတွေဖတ်နေတာဘယ်တော့မှမမိတလေမေးသွားမဲ့အတူတူဘာလို့စာဖတ်နေတာလဲတဲ့ဒီအချိန်မှာအဖိုးကသူ့မြေးလေးကိုပြုံးပြပြီးဟိုနားကမိသွေးထည့်ထားတဲ့ချင်းကြလေးတွားယူခဲ့စမ်းမြေးလေးလို့ပြောလိုက်တယ်။မြေးလေးလည်းနားမလဲစွာနဲ့အဲချင်းကြကိုယူခဲ့တယ်။ကဲအဲ့ဒီချင်းကြနဲ့မြစ်ထဲကလေးတွေကိုခက်ခက်ပါအောင်မြေးလေးလို့ပြောတဲ့အဖိုးကအဲ့လိုပြောတော့မြေးကပို့ပြီးဇွေးစွာဖြစ်သွားတာပေါ့။ဒီချင်းကြနဲ့ရေခက်လို့ဘယ်လိုမှအဆင်ပြေနိုင်ဘူးဆိုတာ ဒုတိနေရလေဒါပဲမဲ့လေအဟိုးခိုင်းတဲ့အတိုင်းပဲမြစ်ထဲကိုဆင်းပြီးချင်းကြားကိုရဲနေလိုက်တယ်ပြီးတော့ပြန်မလိုက်တဲ့ရေပါမလာဘူးအဖိုးသူ့ကိုဘာလို့အဲ့လိုလောက်ခိုင်းမှန်းသူနားမလဲဖြစ်နေရဲ့အဖိုးကကြည့်နေရင်ကနေထက်ဆန်းကြည့်ပါအောင်မြေလေးလို့ပြောတဲ့ဒီအခါမြေဖြစ်သူလဲအဖိုးပြောတဲ့အတိုင်းထက်ဆန်းကြည့်တယ်ရေကပထမအတိုင်းပဲပါမလာဘူးအချိန်ရေဆယ်ခါမှထက်ခါထက်ခါဆန်းကြည့်တယ်ရေကပါမလာဘူးထိုအခါအဖိုးမြေလေးမြေလေးရဲ့ဂျင်ကြားကို ကြည်စမ်းပါအောင်အရင်ယူခဲ့တုန်းကချင်းကြားနဲ့တူသေးလားလို့မေးလိုက်တဲ့အရင်တုန်းကမိသွေးတွေထဲထားလို့ညပက်နေရဲ့ချင်းဟာရေကြီးရဲ့ဆေးကြောမှုကြောင့်တန်ရှင်းစင်ကြယ်လာတာကိုမြေဖြစ်တဲ့သူသတိပြုမိလိုက်တဲ့အဖိုးကဆက်ပြောတယ်စာဖတ်တယ်ဆိုတာချင်းကြားနဲ့ရေခက်တယ်လို့ပါပဲမြေလေးရဲ့ရေတွေကချင်းကြားထဲကိုစီးဆင်းသွားပြီးအပြင်ပန်းကကြည့်ရင်တော့ဘာမှမရလိုက်ဘူးဆိုပေမဲ့မတိမတာနဲ့ချင်းကို သူကစေးကြောပေးသွားတယ်လေစာဖတ်တယ်ဆိုတာလေတီချင်းကြလို့တဲ့လူတွေရဲ့စိတ်ဝိညာဉ်ကိုတန်းရှင်းကြည်လင်အောင်စေးကြောပေးတာနဲ့အတူတူပဲပေါ့မြေလေးရဲ့ရဲခင်ပြတာဟာစာဖတ်ခြင်းရဲ့အကျိုးရလဖြစ်ပါတယ်စာအုပ်တအုပ်ဖတ်ပြီးပြီးချင်းအတီးယံပညာတွေရလိုက်တယ်စိတ်တခုံအားတွေတို့မြင့်လာတယ်ဆိုတာမျိုးမဖြစ်နိုင်ပါဘူးဒါပေမဲ့စာအုပ်တအုပ်ဖတ်ပြီးတိုင်းမတိစိတ်ထဲကနေအတီးတခုတော့ရလိုက်ပါတယ်အဲ့ဒီတိစိကကုန်းကိုမတိမတာပြောင်းလဲနေစေပါတယ်တရုတ်ဆရေးဆရာတို့ဦးကပြောတယ်စာအုပ်ပေကောင်းတစ်ခုကို ကိုကျွန်တော်တို့တခါဖက်လိုက်တိုင်းသူတို့ကကျွန်တော်တို့ကိုဆွေးခေါ်သွားတတ်တယ်ကျွန်တော်တို့ပြန်ရောက်လာတဲ့အခါကျွန်တော်တို့နဲ့အတူသူတို့အမြဲတမ်းရှိနေပါတော့တယ်စာအုပ်တအုပ်ဖက်ပြီးတိုင်းမှာစိတ်ဝိညာဉ်ကို တခါဆေးကြောခြင်းဖြစ်ပါတယ်ဖက်ပြီးသည်မြတ်စာတွေမိကုံနေဆိုတာကျွန်တော်တို့ထင်ထားတာပါတကယ်တော့စာအုပ်တွေဟာကျွန်တော်တို့ရဲ့အတိယံထဲမှာဂိမ်းအောင်နေပြီးဘောကိုပြုပြင်ပြောင်းလဲနေစေခဲ့ပါတယ်